မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်အစိုးရစွပ်ဖတ်မှုနဲ့ DNL ကစစ်တပ်ထံမျိုးပြန်အပ်တဲ့အပေါ်ကန့်ကွက်ကမိုးကုတ်မျိုးမှပြည်သူတွေတန်ဖုံတီဆန္ဒထုတ်ဖော်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မိုးကုတ်မျိုးအရေးမှာတရုတ်အစိုးရပါဝင်ပတ်သက်နေတာနဲ့စစ်ကောင်စီထံ DNL ကပြန်အပ်တာကိုကန့်ကွက်တဲ့အနေနဲ့မျိုးကန်တွေကဒီနေ့ည၈နာရီတိတိမှာတန်ဖုံတီပြီးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ် ည၈နာရီတီတီမှာမိုးကုတ်အရှိပိုင်းရောအနောက်ပိုင်းမှာတန်ဖိုးတီတာတရုတ်ကိုလည်းကန့်ကွက်တာမျိုးကိုစကားစလက်ထဲပြန်ထဲတာလက်မခံနိုင်ကြဘူးလို့မျိုးခံတအူကပြောပါတယ်ဒီကနေ့နိုဝင်ဘာ6ရက်ည၈နာရီတီတီမှာတန်ဖိုးတီးပြီးဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီးတစ်မျိုးလုံးအတိုင်းတာအားနဲ့ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့မျိုးခံတွေကပြောပါတယ်တန်ဖိုးတီးတာလုံးဝဘဝညံ့နေမိုးကုတ်သားတွေရဲ့နိုင်ငံရေးရည်ချိန်ကမြင့်နေရေရဲတောက်မျိုးလို့နောက်ထပ်မျိုးကတအူကပြောပါတယ် ော်လိုင်းရင်အင်အားစုတွေနဲ့နှိဆက်တဲ့မျိုးကန်တက်ဦးကငါတို့မျိုးကိုငါတို့ပိုင်နေတရုတ်ရဲ့ဆွတ်ဖက်မှုကိုရောစစ်ကော်မရှင်ဝင်လာမှာကိုရောလက်မခံနိုင်ကြောင်းတန်ဖုံ TV ဆန္ဒထုတ်ဖော်တာနောက်ရက်တွေမှာဒီထက်ပိုပြင်းထန်မယ်လို့လူမှုကွန်ရက်မှာရေးသားထားပါတယ်မိုးခုံမျိုးဟာ2029စစ်စင်ရေးနဲ့အတူ2024ဇူလိုင်လမှာတအောင်မျိုးသားလွမြောက်ရေးတက်မတော့ DNL နဲ့ PDF ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီးထိန်းချုပ်ခဲ့တဲ့မျိုးဖြစ်ပါတယ်မျိုးအုပ်ချုပ်ရေးကို DNL ကဦးဆောင်ခဲ့ပါတယ် ဒါပေမဲ့ဖလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL နဲ့စစ်ကောင်စီကိုဆက်လက်တွေတရုတ်နိုင်ငံမှာအောက်တိုဘာလကုန်တွေ့ဆုံဆွေးနွေးပြီးမိုးကုတ်နဲ့မိုးမိတ်မြို့ကိုစစ်တပ်စီပြန်လွှဲပေးဖို့အပအဝင်အပြစ်ခတ်ရဲစဲရဲအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တယ်လို့ TNL ကအောက်တိုဘာ29ရက်မှာထုတ်ပြန်ခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ချောင်းဝင်ဆော့ဖတ်မှုနဲ့နှစ်ဖက်၉ချိန်မြောက်တွေ့ဆုံမှုမှာသဘောတူခဲ့ကြတာပါ။ သဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းမိုးကုတ်နဲ့မိုးမိတ်မှုနယ်တွေကနေ TNL တပ်တွေပြန်ဆုတ်ခွာမှာဖြစ်တယ်လို့တောင်းဒေတာကိုလည်းစစ်တပ်ကလေရင်ပုံကျဲတာထိုးစစ်ဆင်တိုက်ခိုက်တာမဟုတ်ဘဲအောက်တိုဘာ29ရက်ကစပြီးနှစ်ဖက်ရောက်ရှိတဲ့နေရာတွေမှာတပ်တွေရက်တံကအပြန်အလှန်အပြစ်ခတ်ရဲစဲရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တယ်လို့ TNL ကဆိုပါတယ်။တရုတ်ရဲ့ဂျာဝင်မှုကြောင့်စစ်ကောင်စီနဲ့ဆွေးနွေးအပြစ်ရဲစဲခဲ့ရတဲ့အခြေအနေကို TNL ကထုတ်ပြန်ခဲ့ပြီးနိုင်ပိုင်းအကြမှာပဲဖြီတို့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF နဲ့ ဖြီသူကာကွယ်ရေးတပ်မတော် PDF မိုးကုတ်ပြူဟာမိုးကုတ်မြို့နယ်ဖြီသူကာကွယ်ရေးအဖွဲ့ပါကဖာပြင်းဦးလွေမြို့နယ်ဖြီသူကာကွယ်ရေးအဖွဲ့ပါကဖာတို့ကထိ ंछ ုံနယ်မြေတွင်ကာကွယ်ဖို့မိဖတ်တော်လိုက်ရေးအင်အားစုတွေနဲ့လက်တွဲပြီးအစွမ်းကုန်လှုပ်ဆောင်မယ်လို့ကြေညာပါတယ်။အဲ့ဒီလိုအခြေအနေမှာဒီကနေ့ညမိုးကုတ်မြို့ပေါ်မှာပြန်လည်ထွက်ပေါ်လာတဲ့တံပုံတီးတံတွေဟာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်2021ခုနှစ်နှစ်စံပိုင်းကာလမှာမြန်မာနိုင်ငံအနှံ့ထွက်ပေါ်ခဲ့တဲ့တံပုံတီးတံတွေအပြီးမှာတကြောပြန်ချရတာပဲဖြစ်ပါတယ်။ မျိုးကို PDF နဲ့ DNL ပူးပေါင်းတက်တွေသိယူစဉ်ကလည်းလေကြောင်းအနေရဲ့ကြားကနေတစ်မျိုးလုံးကလမ်းပေါ်ထွက်ပြီးအောင်းမွေးခံခဲ့ကြပါတယ်။အခုလဲမျိုးကန်တွေကသူတို့တက်တီးနိုင်ငံရေးခေချိန်နဲ့မျော်လင့်ချက်ကိုရှင်းရှင်းလင်းလင်းပြသလိုက်တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ရေပြင်စစ်ကြောင်းတွေကိုတော့လုံးဝမကြောက်ဘူး။လေကြောင်းအနေရဲ့ကတော့သတိထားရမယ်။မိုးကုတ်ဆိုတာတမိုင်းထဲမှာဂုံသိခါရှိရှိရှင်သန်နေရမယ်လို့မိုးကုတ်မျိုးကန်အမျိုးသမီးတက်ဦးကပြောပါရယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးစေဦးစီအဖွဲ့ဝင်ကိုစိုးသူရဇော်ကလည်း ပြည်သူသားလျင်အဓိကဖြစ်ပါတယ်ဒီနေ့ည၈နာရီမှာမိုးကုံမြို့ကပြည်သူလူထုတွေကအကြံဖတ်စစ်ကောင်စီကိုလက်မခံကြောင်းတံပုံတီးပြီးဆန္ဒဖော်ထုတ်နေကြပါတယ်တော်လည်ရဲ့အစလူထုရဲ့ပါဝင်မှုဟာ၄နှစ်ကျော်ကာလကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ကြပြာသားမမလျှော့ပဲဒီနေ့ထိတော်လည်ရဲ့စိတ်ဓာတ်တွေရှင်သန်နေစေဖြစ်ကြောင်းတံပုံတီးတံတွေကကဘာတိမြန်မာတိပြသနေတဲ့လူထုဆန္ဒအမှန်ပဲဖြစ်ပါတော့တယ်။စက်သိမ်းမွေးညင်းထပြီးမျက်ရည်ပါလဲရတဲ့ပြည်သူဆန္ဒပဲဖြစ်ပါတယ်။ထေချာပါတယ်ရန်သူစကမဟာ စည်ရည်အရာနည်းမျိုးကိုပြန်ရချင်ရင်ကြမယ်ပြည်သူလူထုရဲ့နှလုံးသားချေကိုဖယ်သောအခါမှရှားနိုင်မှာမဟုတ်ပါဘူးအရင်ကြားကအင်မတန်လှပတဲ့တော်လိုင်းရေးဂီတတန်ဖြစ်ပါတယ်ခင်ဗျာလို့ Facebook မှာရေးသားထားပါတယ်ဆက်လက်ပြီးအာနာရှင်မင်းအောင်လိုင်းကိုလက်နက်ကင်တိုက်ဖြိုချအမြင့်ဖြတ်မှတိုင်းပြည်တည်ဆောက်နိုင်ပြီဖြစ်ပြီးတပွဲတည်းဖြင့်လုံမရဟု TNL ဗိုလ်ချုပ်တာပုံးကျော်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အကြံဖက်အာနာရှင်မင်းအောင်လိုင်းကိုလက်နက်ကင်တိုက်ဖြိုချအမြင့်ဖြတ်မှတိုင်းပြည်တည်ဆောက်နိုင်ပြီဖြစ်ပြီး အဖွဲ့တစ်ဖွဲ့တည်းဖြင့်လုပ်မရကြောင်းတအောင်တက်မရော TNL ဘူချုပ်တာဖုံးကျော်ကပြောဆိုပါရယ်အော်တိုဘာလာထုတ်ဝေသော TNL သတင်းနှစ်ပြန်ကြားရေးဌာနဤစာဆောင်အတွင် TNL မှဘူချုပ်တာဖုံးကျော်ဤမိန်ကွန်းကိုဖော်ပြထားကောင်းရှင်းမိန်ကွန်းမှာထက်အန်လောအကယ်ဒမီကျောင်းစင်ပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည့်သူရတွင်ရေးကျောင်းစင်ပွဲကိုဤသည့်အချိန်ကပြုလုပ်ခဲ့သည်ကိုဖော်ပြထားခြင်းမရှိပေဘူချုပ်တာဖုံးကျော်ကောင်း2029စစ်စစ်ရေးအတွက်ရလက်အဖြစ်မျိုးများတင်နိုင်ခဲ့ကြောင်းမင်းအောင်လိုင်းကိုရိုးရိုးဆန္ဒပြယုံဖြင့် မြန်မာနိုင်ငံကိုတိဆောက်ရေးနှင့်မင်းအောင်လိုင်းပြုတ်ကျရေးမဖြစ်နိုင်ကြောင်းလက်ရှိတွင်မင်းအောင်လိုင်းကိုလက်နက်ကင်တိုက်ပြီးဖြိုချယုံသာရှိကြောင်းအာနာရှင် အမြင့်ဖြတ်ပြီးမှတိုင်းပြည်တိဆောက်ရမည်ဖြစ်ကြောင်းပြောဆိုပါတယ်2029 operation ကိုအကောင့်ထဲပေါ်တဲ့အချိန်မှာအခုလိုရလက်တွေကတမျိုးပြီးတမျိုးသိမ်းနိုင်နေဒါကြောင့်မို့မင်းအောင်လိုင်းကိုကျွန်တော်တို့ရိုးရိုးဆန္ဒပြယုံနေမင်းအောင်လိုင်းပြုတ်ကျဖို့မြန်မာနိုင်ငံကိုတိဆောက်ဖို့ရိုးရိုးဆန္ဒပြယုံနေတော့လန့်သွားမယ်မထင်ပြီးတော့တွေးဆုံဆွေးနွေးငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဤလာခံတွေလုပ်ခဲ့တယ် ခုတော့အားလုံးရှင်းကုန်ပြီဒီကောင်ကိုလက်နဲ့ကင်တိုက်ပြီးဖြိုချုံပဲရှိတော့တယ်အားလုံး balance လုပ်ပြီးမှပဲအာနာရှင်အမြင့်ပြတ်တိုင်းပြည်တည်ဆောက်လို့ရမယ်ဘယ်အချိန်ထိကြာမလဲကျွန်တော်တို့ပြောမရဘူးမဖြစ်နိုင်ဘူးလားမေးရင်တော့ကျွန်တော်တို့ဖြစ်နိုင်အောင်ကြိုးစားမယ်ကျွန်တော်တို့အားထင်မယ်တပ်ဖွဲ့တွေဖြစ်အောင်လုပ်လို့မရဘူးဟုပိုချုပ်တာဘုံကျော်ကဆိုပါတယ် DNLA အနေဖြင့် NUG PDF များနဲ့ချိတ်ဆက်အလုပ်လုပ်ခဲ့ပြီးမျိုးဥတော်လိုက်ရင်းနဲ့လည်းချိတ်ဆက်ခဲ့ကြောင်းရှင်းပြင် TNP TCSO ကဲ့သို့သောတအောင် CSO များနှင့်ပူးပေါင်းပြီး TPCC တအောင်မျိုးသားအတိုင်းပင်ခံကောင်စီကိုလည်းဖွဲ့စည်းခဲ့ကြောင်း၎င်းကဆိုပါတယ်။ဆီယာနာရှင်မင်းအောင်လိုင်းကိုဝိုင်းတိုင်ရင်ဖြင့်တပတ်တွင်လည်းတင်ပိုက်ထားသောဒေသများတွင်အုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးကာကွယ်ရေးများကိုဖြင့်စင်သွားရမည်ဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်။မင်းအောင်လိုင်းကိုကြားအောင်ဝိုင်းတိုက်ရမယ်။ဒါပေမဲ့အဲ့ဒီလိုဝိုင်းတိုက်စူးစမ်းနေတဲ့အချိန်မှာငါတို့ရဲ့ society ငါတို့ရဲ့ဒေါသကိုငါတို့အတက်နိုင်ဆုံးတော့ justice ready ဖြစ်အောင်စူးစမ်းရမယ်။ ါတို့စီမံအုပ်ချုပ်နေတဲ့အုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးကာကွယ်ရေးကအစားအတတ်နိုင်ဆုံးတော့ငါတို့လိုချင်တဲ့ပုံစံဖြစ်အောင်တည်ဆောက်မယ်ဟုဘိုလ်ချုပ်တာပုံကျော်ကဆိုပါတယ်ရှက်ကူအခါရဲမူတရုတ်ဤဂျာဝင်စီစံမှုဖြင့်အော်တိုဘာလ29ရက်နေ့မှစတင်၍ DNL ကအကြံဖက်စစ်တမ်းနှင့်အပြစ်ခတ်ရဲစဲလိုက်ပြီးမိုးကုံနှင့်မုံမိတ်မှုများမှပြန်လည်ဆုတ်ခွာရန်လေသဘောတူညီထားပြီးဖြစ်ပါသည် ဆက်လက်ပြီးမင်းအောင်လိုင်ကနျူကလ িয়ার စွမ်းအင်အကောင့်ထဲဖို့ရေးအတွက်ဝင်ကြီး73ဦးပါအမျိုးသားကော်မတီဖွဲ့စည်းပြီးလိုအပ်သည့်ရန်ပုံငွေနှင့်ဗန္ဒာရေးအရေးမြင့်များကိုရှာဖွေနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်အကြမ်းဖက်စစ်ကောင်စောင်းမင်းအောင်လိုင်ကနျူကလ িয়ার စွမ်းအင်အကောင့်ထဲဖို့ရေးအတွက်ဝင်ကြီး73ဦးပါအမျိုးသားကော်မတီဖွဲ့စည်းပြီးလိုအပ်နေတဲ့ရန်ပုံငွေနဲ့ဗန္ဒာရေးအရေးမြင့်များကိုရှာဖွေရန်တမတ်လှုပ်ဆောင်နေကြောင်းစစ်တပ်ကထုတ်ပြန်ထားသောပြန်တမ်းအရသိရှိရပါတယ် မင်းအောင်လိုင်ကဥက္ကဋ္ဌဖြစ်ဆောင်ရွက်သောအမျိုးသားအဆင့်နျူကလ িয়ার စွမ်းအင်အကောင့်ထဲပေါ်ရေးဦးဆောင်ကော်မတီကိုဩဂုတ်လ15ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီးရှင်းကော်မတီတွင်ဝင်ကြီး73ဦးကိုအဖွဲ့ဝင်များအဖြစ်သတ်မှတ်ထားဝင်ပေးထားကြောင်းသိရပါတယ်။အဆိုပါနျူကလ িয়ার စွမ်းအင်ကော်မတီကမြန်မာနိုင်ငံတွင်နျူကလ িয়ার စွမ်းအင်အစီအစဉ်များစတင်နိုင်ရေးဦးစီးဆောင်ရွက်ခြင်းနျူကလ িয়ার စွမ်းအင်အစီအစဉ်အကောင့်ထဲပေါ်ရာတွင်ဦးဆောင်မှုပေးခြင်းနှင့်လိုအပ်သောညွှန်ကြားချက်လမ်းညွှန်ချက်များထုတ်ပြန်ခြင်း ်နျူကလ িয়ার စီမံကိန်းများအကောင့်ထဲပေါ်ဆောင်ရွက်ရန်နှင့်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကိုစောင့်ကြည့်စစ်ဆေးခြင်းနှင့်လမ်းညွှန်ပေးခြင်းနျူကလ িয়ার ခြေကံအဆောက်အုံဖွံ့ဖြိုးရေးအတွက်ရန်ပုံငွေလိုအပ်ချက်သတ်မှတ်ရေးနှင့်နျူကလ িয়ার စီမံကိန်းအတွက်ဘဏ္ဍာငွေရရှိနိုင်မဲ့အရင်းအမြစ်များရွေးချယ်သတ်မှတ်ရေးတို့ကိုဥဆောင်ခြင်းတို့ပါဝင်ကြောင်းသိရပါသည်ထို့ပြင်မင်းအောင်လှိုင်ဦးဆောင်သောနျူကလ িয়ার ကော်မတီကလုပ်ငန်းကော်မတီတရက်ကိုထပ်မံဖွဲ့စည်းထားပြီးသိပ္ပံနှင့်နည်းပညာဝန်ကြီးကိုဦးဆောင်ခိုင်းထားသည် 2025ခုနှစ်ဧပြီလအတွင်းမြန်မာနိုင်ငံတွင်ရုရှားကမဂါဝတ်130အသီးစားနျူကလ িয়ার တပ်ပေါင်းဖို့ကိုတိစောက်ရန်နှင့်အဆိုပါတပ်ပေါင်းဖို့ကိုမဂါဝတ်330အထိတရက်စစ်တိုးချက်ထုတ်လုပ်နိုင်ရေးနျူကလ িয়ার တပ်ပေါင်းဖို့အဆင့်တိုးမြင့်သွားနိုင်ရန်နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ပါသည်ယူကလီယာတပ်ပေါင်းဖို့စီမံကိန်းအတွက်ရုရှားနှင့်မြန်မာနှစ်နိုင်ငံနားလည်မှုစကြွန်လာသဘောတူညီချက်ကိုရိုစာတန်ညွှန်ကြားရေးမှူးချုပ်ဟလစီလက်ကချီနေမြန်မာနိုင်ငံသိပ္ပံနှင့်ဤပညာဝင်ကြီးမျိုးသိန်းကျော်တို့ကလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါသည် ရုရှားကနျူကလ িয়ার တပ်ပေါင်းကိုတိဆောက်ရင်းနဲ့လက်ပတ်ရေးတို့ကိုရုရှားပညာရှင်များနဲ့အတူမြန်မာနိုင်ငံမှာစစ်အရာရှိများကိုပူးရဲတင် जा ပြသပေးသွားမည်ဖြစ်ပြီးစေအိုစုကနျူကလ িয়ার တပ်ပေါင်းကိုတိဆောက်မှုအဆင့်လိုက်ခြင်းစီအတွက်စေအိုစုကရုရှားထံသို့ငွေကြေးပေးချေရမည်ဖြစ်ကြောင်းသိရပါတယ်။မင်းအောင်လိုင်းယခုနှစ်စက်တင်ဘာလရုရှားခီးစင်အတွင်မြန်မာနိုင်ငံတွင်အငယ်စားလျှက်စစ်တအားပီးစက်ယုံတိဆောက်နိုင်ရေးတို့အတွက်လိုအပ်သည့်နျူကလ িয়ার အခြေခံအစအဦးလူဆန်းအားအရင်းမြစ်နှင့်အခြားလိုအပ်သည့်လုပ်ငန်းများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ရိုဆာတန်တို့ကတနင်္သာရီဆက်လက်ကူညီပေးပါရန်မင်းအောင်လိုင်ကရုရှားအစိုးရကိုမြစ်တာရက်ခံခဲ့ပါတယ်။